ရည်မှန်းချက်တွေကိုချမှတ်တဲ့အခါမှာမိဘတွေကဘလို့ကူညီမှုပေးနိုင်ကြလဲမိဘတွေကမိမိရဲ့ကလေးတွေကို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 တည်ရှိဖို့ရန်အတွက်ရည်ချီတယ်ကိုဘာစိတ်ဝင်စားတာလဲကိုမှာဘာရည်ချင်းတွေရှိတာလဲဆိုတာနားလေပို့ရန်အတွက်ရည်ချီပါတယ် စိတ်ဝင်စားတဲ့အရာတွေကဘာတွေလဲထူးချွန်တဲ့အရေးတွေးတွေဘာတွေရှိတာလဲတန်ဖိုးထားမှုတွေကဘာတွေလဲဆိုတာကိုစာဖတ်ခြင်းအားဖြင့်တော့လကမတူညီတဲ့လှုပ်ရှားမှုတွေကိုစမ်းသပ်ခြင်းအားဖြင့်တော့လကစိတ်ဝင်စားဖွယ်ဖွယ်တွေမှာပါဝင်ခြင်းအားဖြင့်တော့လကအချိန်နဲ့တက်တာလေးပမာထူးချွန်တာလေးပေးရာတွေကိုအမှန်တကယ်ပဲအလေးထားတာလေးဆိုတာ နားလေဖွင့်ရင်အတွက်လိုအပ်ပါတယ် ိမိကလေးရဲ့စရိုက်လက္ခဏာကဘာတွေရှိတာလဲဥမာအဖြစ်တယောက်တည်းပဲနေတဲ့အချင်းရှိသလားမဟုတ်ပေါင်းတင်းဆက်ဆံရေးကိုဝါသနာပါသလားလှုပ်လှုပ်တဲ့အခါမှာတယောက်တည်းပဲလှုပ်တာကိုပူကြိုက်သလားမဟုတ်အဖွဲလိုက်နေလှုပ်ဆောင်ရတာကိုပူကြိုက်သလား မိမိရဲ့တင်ယူနိုင်စွမ်းရည်ကဘလောက်ရှိတာလဲတခြားသူတွေနဲ့ဆက်ဆံတဲ့စွမ်းရည်ကဘလို့ရှိတယ်လဲပြဿနာကိုဖြေရှင်းနိုင်တဲ့စွမ်းရည်ကဘလောက်ရှိတာလဲဆိုတာကိုကလေးတွေကိုနားလေခိုင်းပါအနာကက်လုတ်ကင်ယူချေတဲ့အခါမှာဘယ်ဟာကိုနဲ့ကန့်ညီတာလဲဆိုတာရှိတဲ့အတွက်ကြောင့်မလို့ဆုံးဖြတ်ချက်ချရမှာအထောက်အပံ့ဖြစ်စေပါတယ် မန်းချက်တွေမချမှတ်ခင်မှာမတူညီတဲ့လုပ်ငန်းခွင်နဲ့တပ်မှုဝန်ချောင်းတွေပါလေလဲဆိုတာလေ့လာခိုင်းပါလုပ်ငန်းခွင်မှာလုပ်လုပ်နေတဲ့သူတွေနဲ့ဆွေးနွေးချင်းအပြတ်တော်လကမတူညီတဲ့လုပ်ငန်းခွင်တွေရဲ့ထူးခြားချက်တွေကွန်ပျူတာတက်မှုတွေအလုပ်ကိုင်လားလာတွေကိုသိရှိပြီးတော့မှနာကဲဦးတည်ချက်နဲ့ညီမန်းချက်တွေကိုချမှတ်တဲ့အခါမှာအထောက်အပံ့ဖြစ်စေပါတယ် ီမန်ချက်တွေကိုချမှတ်တဲ့အခါမှာဒီသူနဲ့ရေရှည်ရီမန်ချက်တွေကိုတတ်မှတ်ပြီးပါရှင်းလင်းပြီးတော့တိုင်းတာနိုင်တဲ့ရီမန်ချက်တွေကိုချမှတ်ခိုင်းပါဥပမာချောင်းမထူချွန်တဲ့အောင်မြင်မှုတွေကိုရရှိဖို့ရင်ဘာသာစကားအသစ်တွေကိုတင်ယူနိုင်ဖို့ရင်နေပဲတကူအောင်မြင်ဖို့ရင်စသဖြင့်တိကျတဲ့ရီမန်ချက်တွေကိုချမှတ်လိုက်တဲ့အခါမှာအောင်မြင်ဖို့ရင်အတွက်စူးစမ်းလေ့လာမှုနဲ့လေ့လာသင်ယူမှုအတွက်လုံဆောင်မှုတွေဖြစ်စေပါတယ် မိဘများအနေနဲ့ကလေးတွေဆေးချောတဲ့ရောက်လာတဲ့အခါမှာဆက်မပြတ်ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာပြောင်းလဲမှုတွေကိုလေ့လာသင်ယူတဲ့အခါမှာပြုချုပ်နိုင်တဲ့စိန်ခေါ်မှုတွေကိုအကြောင်းမညွတ်မနဲ့စူဆန်လေ့လာနိုင်ဖို့ရန်အတွက်မိဘတွေကအထောက်အကူရန်အရင်ကြီးကြည့်ပါတယ်။သူအပြစ်ပြောရမယ်ဆိုလို့ရှိရင်မိဘတယောက်အနေနဲ့မိမိရဲ့ကလေးဆေးချောတဲ့ရွေရောက်လာတဲ့အခါမှာသူ့ရဲ့ပြောင်းလဲမှုတွေကိုကြည့်ရမယ်၊နားလည်ရမယ်၊လက်ခံရမယ်။မိသားစုတွေအနေနဲ့ကလေးပေါ်မှာတက်ရောက်မှုရှိတယ်ဆိုတာကိုသတိပြုမိရမယ်။ ရဲ့ချက်ဤမန်ချက်ဒီကိုတန်းညုံမှုတွေထောက်ပံ့မှုတွေပေးခြင်းအားဖြင့်ကိုခန္ဓာရောစိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံးချမ်းမာတဲ့အကျိုးသက်ကလေးတွေဖြစ်ကြမှာပါ